ဆရာမကြီးယုပတိမာလာသိန်းရဲ့အကြောင်းကံလိုပဲထင်နေဆိုတဲ့ဝိထုလေးကိုဖတ်ပြပေးမှဖြစ်ပါတယ်ရှင်။ ိုင်နှင့်ညုံမှာတမျိုးတည်းနေသည်ဒေတာတကြောင်နဲ့ထွန်များဖြစ်သည်ငယ်စဉ်ကပြည့်စုံခဲ့ပင်မယ်ကြိုင်နှင့်ညောပြိုးဘွားရောက်တဲ့ကကန်တူကျိုးပင်မိပါမဲ့ဥတလုံးမကလေးတွေဖြစ်ခဲ့ကြလေသည်လက်ပင်ဖက်ကြီးလာတော့ငယ်တငယ်ချင်းတို့လည်းကို့ထူကို့ကျုံဘွားကိုနှစ်ယောက်စလုံးခြေစုံပြေဝင်လိုက်သည့်အချိန်ကစားပြီးရန်ကုန်သို့ရောက်ခဲ့ကြလေသည်ကုန်တယ်လန်ရှိရေဆိုရယုံကြည်တယုံတွင် ကြံရောညိုပါကံကောင်းထောင်မစွာလိုရခဲ့ကြ යි ။ရောင်းလုံးတစ်ဖက်ကြာမှညပိုင်းအားလဲချိန်ဝင်။လက်ရည်တိုလက်နေဆက်ကိုပါကြိုးစားပန်းစားတင်ကြတမြောက်ခဲ့ကြပြီမူ။နှုတ်ဦးစလုံးကြီးလာခမှာဝဝစား၍လက်လာကြီးဝင်နိုင်ခဲ့ကြ යි ။ကြောင်မြောင်ပဲရှိဆွေမျိုးရင်တမြခင်မင်းရင်းနီးခဲ့သောညိုဤမိတ်ဆွေဟောင်းတို့အိမ်တွင်ထမင်းလာခပေးစားရင်ကိုဝမ်ကိုရှာနေလာခဲ့ကြသည်မှာ။၃နှစ်တင်တင်ပြေခဲ့ပြီ။ ။စင်းရဲတို့ချမ်းသာများဘဲဝါရောက်ရောက်မခွဲဘူးဟူဤစူးပြီးအတူတကားနေလာခင်ရတော်လဲစိတ်ချင်းကားတော်ပြတားသလန်းတန်တလန်းဖြစ်ကြလေသည်။ကြိုင်ကခပ်ပေါ်ပေါ်နေတဲ့အညိုကစစ်စစ်ဆက်ဆက်နှမျောတတ်သူ စနစ်ကြီးတို့ဖြင့်ကြိုင်ကစကားတို့လုံးပြောလင်းဗာရိတ်ပဲဗာရဲဟိုတိမ်မစင်စားတဲ့ဝမ်းနေရှိသည်များဖွင့်ချတတ်သလားအညိုကတော့နှုတ်လွန်မာလွန်ဆိုရင်သူဖြင့် တယောက်ကရည်ကြရှိနေဟာကနေဝလုံးခွဲရည်တဲတယောက်ကသူ့တန်ကိုတခြားသူကြားသွားမှလာရှက်တာတော့မရှိ၏ရုံစင်းမြင်ကြိုင်ကဟိုဟိုဒီဒီခြေရှိချင်းအညိုကတော့လူထူထူနေရမျိုးရှောက်ရမှာကိုလုံးဝဝတနာမပါသူဖြစ်သည်သူကြောင့်လဲရုံစင်းနေကြိုင်နေညိုကတခါတလေရံဖြည့်၍ပြန်လာတတ်သည်သို့ပင်မင်းအိမ်ရောက်တော့လဲမေမေပြပြောင်းနေတရားကိုတရားညှိုးထားခြင်းညှူဆူခြင်းမရှိကြတော့ပဲ။ ခွင်လွတ်တော်အတိခံခြင်းဖြင့်ပြဒနာရှိသည်များလိုလိုပြေရှင်းသွားရသည်သာဖြင့်စိုင်းထဲညိုကသက်တနည်းကြီးလေသည်တနည်းကြီးသို့မဟုတ်အညိုကိုအမလိုတစ်မျိုးယူသေးခဲတခါခါတော့လည်းတငယ်ချင်းပေါင်းပေါင်းမီလေသည်စိတ်ချင်းမတိုင်ဆိုင်သည့်ကိစ္စတစ်ခုပေါ်လာလေအညိုကဘာဆိုပါများထပ်မပြောတော့ပဲစိုင်းကိုခက်ရှဲရှဲလုံနေတဲ့ဒီလိုဆိုလေစိုင်းကမနေတဲ့မထိုင်တဲ့ဖြစ်က သူကပြင်စာရေးစာရင်ခေါ်ရချော်ရတိန်အညိုအားခေရှင်ရှင်သမားဖြစ်လေသည် စကားလဲတိမ်မပြောဖုတ်တီဖုတ်တက်လဲမနေတန်အလုံးမရှိလင်တိမ်တန်တိမ်ရှော်တန်ရှုံတိတ်တိတ်တဲတဲနေတတ်သူပြင် အလုံးပါမှလှုပ်ရှားမရှိလင်အိရာထဲတွင်တယောက်တည်းစာဖန်နေတိမ်ဒီညာတွင်လင်ကြိုင်နှင်းညိုကဌာနခေရပြင်ကြိုင်တယောက်ကတရင်စာဆိုလင်ခေါင်းပိုင်းတိမ်မကြီးပြင်ပိုင်းလောက်သာကြီး သူဝဒနာပါတာကလည်းခေါင်းကြီးပိုင်းဝဲမပါကြီးဖင်ကြီးပိုင်းမှာသာဒီတလားတလားဘိုင်စကော့ဖိုးကပင်ကြိုင်တွင်အများဆုံးနှိမ့်ဆက်နေသောရန်သူဖြစ်လေသည်အညိုကလာခထုံးလင်တခါတည်းရန်ရွှေတူရွှေစားဝယ်နိုင်သလားကြိုင်မှာတလားနှင်းတလားလုံးလေလိုင်းနေလာကုန်ခန်းနီးလီဖိုးကသူစီတလားတဲ့၍အညိုစီကတခါတလေ20 30ရွာတဲ့ယောကမတ်တင်များတော့မူမူတော့ထဲမှာလဲ ငါးချက်ယူနှစ်ချက်ယူတွေကရှိတတ်သေး။ဘာတွေသုံးပြီးဘာတွေလုံမှန်းလဲသူမစရင်မထား။အညိုကသူ့ဖြစ်ပုံကိုကြည့်ကြည့်ပြီးစိတ်မော်ရိုင်းစူရိုင်းစူလင်နှခမ်းစူပြီးငိုတက်လေသည်။အလုံးလုံးလာခဲ့ကြသည့်တုံးတဲ့အတွင်အညိုတွင် ရွှေကြဲသည့်တစုံနီးပုတ်လုံးလကောက်တစုံလက်ပန်းနိုင် နီလာလက်စု MC ဂျိုးစသည်ရဲ့ပြင်ငွေ900လောက်ကလက်ထဲတွင်ခြေဆောင်လက်ဆောင်အပြင်ရှိသည်။ ချိန်မှာတော့ငွေ900ပေးချိန်တာလက်ပန်းနိုင်ရင်လေးတလုံးနဲ့လက်စိုးတကွင်ကျိုးလေးတကုံးသာရှိပြီးကျန်နာတွေကတော့ဝတ်တေးသာဖြစ်စေရေးမသာဆိုပေမယ့်ရောတော်ရင်ရင်နဲ့အချိန်ကနင်လားငါလားခြားသူဖြစ်ပေးသည် ခေတော်သူမဟုတ် မရှိလဲမပူရှိလဲမပူဖြစ်တယ်လို့ဘဝနေတတ်သူဖြစ်ပတ်စံရှိဘူးဆိုရင်လက်ကလက်စွတ်တို့လက်ပန်းနိုင်ရိုးကိုချွတ်ပြီး ။ငွေပြင်းအောင်လုပ်ဖို့တော့လက်မနေသူဖြစ်လေသည်။ဘာကိစ္စမဆိုလှုပ်ရဲလုံးဝန်တော်တတီးကတော့ကြိုင်ကအညိုထန်ဆဲစားသား၏။အညိုဆိုသည်အညိုကဘာလုံးလုံးနောက်ဆုဆုံမင်းကလေးဖြစ်သည်။အပူနှင့်ရေးသည်တွန်တွဲနေရပြီးတကယ်သူ။အညိုနှင့်ကြိုင်ကိုလည်းဖျားကတွဲရေးပေးထားလေသည်။ဘဝဟုသည်စံပြလှပါပြီတောင်း။အညို၏ဟေ့အညိုတနင်းခေနေတနနေ့ဖြစ်အညိုကထုံဆန်းတိုင်း တပတ်တွင်ဝခဲ့သောဝေဟောင်းများလျှော့ဖို့ရင်ရေချိုခန်းတွင်သောဝေများရေဆွနေခြင်းချိန်တန်ကနောက်မှပေါ်လာလေသည်။ဘာလဲကြိုင်ရဲ့လှန့်လိုက်တာ။ချိန်ဝါဒနာကတမျိုးဖြစ်။စကားတစ်ခုကိုဘယ်တော့များအေးစစ်စစ်မပြောတမ်း။အလန့်ထညာရင်တန်လောက်တတ်သူဖြစ်။တို့ကြောင့်အလုံးတစ်ဖက်နှင့်ညော်ကမအားရရာနာလာပေါသည်ချိန်ကိုသဘောမကျသည်မျက်နှာပေးနေခက်ဆက်ဆက်ပြန်မိလိုက်။ရှိလာတနင်္ဂနွေနေ့ဟာကြိုက်မွေ့ ကြိုက်မွေးနေမွေးလာကြတယ်ကြာအဲ့ဒါအဲ့ဒါအဲ့ဒါဘဝတန်တရားစကားကိုအကောင်မပြောပဲညွတ်တူတူလုံးအညိုခါကိုပြေးလာဖက်တော့ကြိုင်လန်တစ်ဖက်ကိုအညိုကစိတ်ရှုံရှုံနဲ့ပုတ်ချလိုက်။စကားပြောတော့မိမပြီးပြီးတသာပြောကြမှာကြိုင်ဟာနေရာကရွှွတ်တွတ်လောက်တိုင်းကောက်မှတ်လို့။အညိုကကြိုင်မျက်နှာကိုတည်တည်ချာချာအစိုက်ချင်းခက်တီတီပြောချလိုက်။အမလီသူများပြောလို့အောင်ကြောင်ကြိုင်တို့တော့အညိုလိုတင်းမိကြီးလုံနေတက်ပါဘူး။ ။တချင်းလေးဆိုတာနဲ့မေးမလျှော့ဖြစ်ရတော့မလားညိုရဲ့။ဒါကြောင့်သူအပြိုကြီးဖြစ်နေတာ။ပြောလေတူဆိုလေကဲဆိုသေးပါမ။မရွှေကြိုင်ကရှော့မပေးပဲ။လက်ညိုကလေးပါထုံရင်ပြောလိုက်တော့စကားကြောင့်။အညိုကဝတ်တွေကိုရေစလုံးထဲသို့ကောင်းရေးနှင်းနေရကငေါခနဲထားလိုက်။ဘာပြောလဲကြိုင်။အော်တီလွန်ယွလွန်လို့ခုထိမစွန်းတာလို့ဒီမှာကြိုင်မစွန်ရင်လဲနေပါစေကလပ်မှာနှမ်းမှာလင်ရမယ်ဆိုရင်တော့နေပါစေတော့ လင်းများလို့တည်တယ်မตาမရှိပါဘူးကွယ်အညိုမျက်နှာလေးကနီတလိုက်မခန့်ချင်မှန်းတည်ရဲ့နေစာလာတော့ဂျိုင်းကဒီပုံကိုကြည့်ပြီးတကယ်ခဲသဘောချာစွာရင်းနေလေသည်ဒီလိုကိစ္စနဲ့ပတ်သက်လာလေညိုကလုံးတိမ်ခန့်တတူလဲဖြစ်ပလက်တယ်တော့ဘယ်ဟုတ်မလဲညိုရဲ့ခုခက်ကတွတ်နိုင်မှာစားတာလားအင်းလေဂျိုင်းတို့လို့စားတာတယ်လို့နေတဲ့ဟာမျိုးတွေရှိနေလို့လဲစည်ရီးမာတွေစည်ရီးမာတွေ ਨੇ အားလုံးခြေတုပ်ခံနေရတာပေါ့ အကြိုင်ကခက်ချင်ချင်ရှိသေးနေခန္ဓာနာပဲဟုတ်သေးလိုက်ဒါပေမဲ့ကြိုင်ကဘာစကားဘာဒိဗံမှန်းတိတက်သောကလီမာလည်းမဟုတ်ပင်ကိုနှမ်းလို့လည်းနာရမှန်းမတိတက်သောကြိုင်ပြေဒီမညိုစိတ်တူတာတွေဘာတွေဘေးချိတ်တာအဲ့ဒီကြိုင်မွေးနေမှာမှုံရင်ခါကြွေးချင်တယ်ကွယ်ညိုကြည့်စီမှန်ပါအောင်ညိုကကြိုင်ကိုထိုင်ရမှတချမ်းမောကြည့်မှုံရင်ခါစွန်လာဖုံးကြည့်တယ်မဟုတ်ဘူးညိုရဲ့လူတွေကိုကြွေးမှာ ဖုံးကြီးတယ်ဆိုရင်စွန့်ကန်ရချိုးပွဲလောက်ရနေရှုပ်ပါတယ်။အိမ်မှာယောက်ျားကြီးကြီးမမလည်းရှိလာမဟုတ်ဘူး။ကြိုင်ကမိကအရွယ်ကပြန်ပြောရင်တော်တော်လိမ်မာတဲ့မိန်းကလေးပဲ။ဖုံးကြီးကြအလောက်ရှုပ်တယ်တဲ့။လူတွေကြတော့ရော။သူတို့ဟာသူတို့ထဆားကြလို့လား။ဝင်းနေတယ်ဗာလီဆိုတာပုံနေတာတွေပါကြိုင်ရဲ့။စိတ်ကောင်းကောင်းထားဖို့ပဲရေးကြည့်တာပါ။အညောကအဝင်းတစ်ခုတုံးခုကိုစွက်ခနဲ့နှာယူလိုက်ပြီးနာ ကျေးရှိသည့်နေရာများကိုခဏနာဖြည်း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 ပို့ရင်ပြော၏လှုပ်ပြီးသူများတစ်ခုခုလှုပ်ချင်းသူအမြဲတမ်းမန်နဲ့လှုပ်တယ်သူပစံလဲကုန်ရတာမဟုတ်ဘဲနဲ့ကြိုင်ရဘာပဲလှုပ်လှုပ်ညို့တိုင်ပြင်တိုင်ဒါပင်မင်းညို့ကဖြစ်ပြန်လင်းကြိုင်ကစိတ်ညစ်ပြီးငိုရတဲ့ညို့စိတ်ထဲမှာသူပစံခုပစံမခွဲပါဘူးကြိုင်ရကြိုင်မှမရှိညို့ပဲပူရတာခုပစံလေး200 300လဲကိုင်းပြီရောဟိုဟာလှုပ်ချင်းဒီဟာလှုပ်ချင်းဖြစ်လာပြီမဟုတ်လား ကျိုင်းတော်အစင်းတီတော်ညိုဟာရှင်ပြရာပြင်းလူဘလောက်ကြွေးမှလဲစူပြီးမှကျိုင်းစိတ်မကောင်းဖြစ်သွားမှန်းသိ၍ညိုဟာချော်မေးလေးမိလာရိုင်းတိတ်မဖိတ်ပါဘူးကျိုင်းတို့ရုံခန်းလူတွေရွေးဖိတ်မှာပါဒီရေကောင်လူ20စာပေါ့ညိုရဲ့မုံဘလောက်မှားရမလဲဆိုတာသိချင်လို့မမပါနဲ့ညိုချက်ပြီးပါမယ်မုံငါပိတ်တာဆိုလောက်တယ်လောက်မလားညိုရဲ့တော်ကြကျွေးနေရင်မလောက်ငါဖြစ်မှာပြီရှက်စရာကြီးဒီမှာမရွှေစား မုံ30လူ100ကျွေးရတယ်9ဘိတ်သားဆိုရင်လူ90တော့လောက်လောက်ငငါကြီးကျွေးနိုင်တယ်မလာရင်ညွတ်တောင်ဝင်ထားပေါ့ကော်ဖီတို့ဂျင်းတုပ်တို့လည်းပါအောင်မှာပဲကြိုင်ရင်တိတ်လောပါမကြီးစမ်းပါနဲ့အင်းမေကြိုင်ငွေ150ထုတ်ပေးမယ်ပိုရင်လဲညိုလိုရင်လဲညိုဆိုင်ဟုတ်လားကြိုင်ဖိတ်ဖို့လူစင်းနေတွတ်လောက်အောင်မယ်ကြိုင်ဟာထိုင်ရမထိုင်ရင်ပြောကြီးကိုစန်းညွန်ဖိတ်ဖို့မေ့နေအောင်မယ်နော်ညိုကဒီတခါမနောက်စပူနောက်လိုက်ကြိုင်ကဒီပြက်လုံးကြောင့်နှလုံးတွေးသွားကြီး ဘယ်မေးပါမလဲညိုရဲ့ကို့အဆက်ကြီးကိုယခုလောရကြတို့တယောက်နဲ့တွေ့လမ်းမထွက်ခဲ့ဘူးတက်ဖြင့်ဂျိုင်ကရှူတူရှန်တန်ဖြစ်နေမိသူကိုယ်သူလဲဘလို့လို့ပြီးကိုဆန်းညွန်ခေါ်ရသူပါလာမိသေးရောပါယခုမှစဉ်းစားမရဖြစ်နေညို့တော့တိုင်ပင်စရာတစ်ခုရှိ၍ဟိုခက်လွယ်လွယ်ပဲပြောပြီးပြန်လှော်လိုက်ညို့ဖို့လဲကြိုင်ရောကိုဆန်းညွန်နဲ့သဘောကျပြီးမူထူးထူးထွေးထွေးလဲမပြောတော့ပဲညို့ကပြန်သွားခဲဒါပဲမင်း တိတ်တော်မောင်အနေနဲ့နော်6နိုင်ရောက်ပြန်ခဲ့ကြလားနားထဲတွင်ညိုတန်ကိုကြာရောက်လာမှာလမ်းနေသည့်ခြေလမ်းများကတုံသွားရိုင်းဂျိုင်းဘာပြုလို့လဲကိုဆန်းညုံကဂျိုင်းကိုခြေစုံကားဆုံးကြည့်ပြီးတန်တော်မီရှိုင်းဂျိုင်းကဘာပြောမလို့လဲကိုရဲ့ဂျိုင်းစိတ်တွေလေးလွန်းလွန်းအိမ်ပြန်ချင်ပြီဂျိုင်းကကိုဆန်းညုံကိုယုံတွင်ကိုရင်တပွဲခင်မင်းအားကိုလာခဲ့သူပြီးပြီးသမီးစားပွားရသည်သည်အကိုဟူပင်ခေါ်နေခဲ့သည် ဒီလိုဆိုတော့ဘေဘေးဘီဘီလူများကလည်းပြောင်းထင်းကြောင်းထင်းဖြစ်စရာမလိုပဲလွန်းလွန်းလပ်လပ်ရင်ရင်နီနီအိမ်ကြီးမပြန်ဆက်တယ်ခွင့်ရနေချင်းကြောင်းလေးကြိုင်ဖို့နှုတ်ကလည်းကျုံနေပြီတော့ဒီဖျားဖို့ပဲရောက်တော့မဲဟာကြိုင်ရင်ဘလို့ဖြစ်သွားပြန်တာလဲကိုစန်းညွန်ကမြို့တော်ခံမဘလက်ဖောင်းပေါ်မှာနေပြီစူးလေဖျားဘက်တော့တစ်ချက်လမ်းချင်းရင်ကစိတ်မကောင်းစွာပြီဒါပဲပြောရင်ဟာကြိုင်ပြန့်ချင်းနဲ့ကိုရဲ့ဟိုလူတွေဒီလူတွေနဲ့ကြိုင်ရှက်တယ် ပြောကြရှင်စာနဲ့ပဲရေးပြောပါကိုရဲ့ကြိုင်ပြန်ပြတ်ကြိုင်ပြန်ပြစီနော်ကြိုင်ကပလတ်စတစ်ကလေးကိုချစ်ချစ်ပါမြင်ပါပေါ်တွင်ပိုင်မျက်မှောက်လေးညွန့်နေကိုစံညွန့်မျက်နာကိုကြည့်ပြီးပြောမိအလိုနေတော့ကလည်းယုံယောက်မှပြောတယ်ခုယုံကြတော့လဲဖះပေါ်မှာသွားပြီးအေးအေးဆေးဆေးပြောကြမယ်ဆိုကြိုင်စကားပဲလေအကူကတော့ကြိုင်စိတ်ကြက်ကိုလိုက်ဖို့အမြဲပါကွယ်ကိုစံညွန့်ကလည်းကြိုင်ကိုမကြည့်ပဲ ကြောက်တိုင်ကိုသာစိုက်ကြည့်ရင်တူတူပြောရင်ခြိုင်ကတူတူများမလုံနိုင်အောင်ဖြစ်သွားသည်ဟုတ်ပေသည်ဤနေဤကဲ့သို့ဤနေရာရောက်လာသူပဲကံကြမ္မာငင်ခဲ့ခြင်းဖြစ်ဆိုင်ကကိုစမ်းညွန်စကားကြောင့်သူဟာသူလဲရွှေတလို့ဖြစ်သွားရည်။ဟုတ်တယ်ကိုရဲ့တိုင်ခုလိုက်ရင်လိုက်စိတ်ထဲလေးလွန်းလို့ပါ။နောက်ကြရင်အကိုလိုလိုက်ပါမယ်ကိုရဲ့ခုတခါတော့ကြိုင်လိုလိုက်ပါအောင်နော်။ဆိုင်ကခခရရပဲတောင်းပန်မိလေသည် ကိုစန်းညုံကကြိုင်ကိုကြည့်ပြီးအာပါတရားပြုံးလိုက်ခွေးကောင်မကလေးအယူမကလေးပြုံးပြီးဒီလိုပဲမှတ်ချက်ချလိုက်ကြိုင်ကကိုစန်းညုံကိုနှုတ်ဆက်ပြီးခတ်တော့တော့ကားရင်ဖြက်ကူခဲကဘတ်စကားပေါ်သို့တက်လိုက်သူ့ကိုယ်သူလည်းစိတ်ဆိုးမီတလန်လုံးသူ့ဖြစ်သူတွေ့ရင်လည်းကလေးဆန်လာတော့ဖြစ်ကိုတွေ့ပြီးညီချင်လာပြန်ကိုစန်းညုံကိုတော့များစွာအာနာမီလေးသည်ကြိုင်ပေါ်ရင် ခုတမျိုး ခုတမျိုး အပြောင်းလဲမြန်နေမင်းကလေးဟိုထင်ပါလေမလားစိတ်ထဲကဇဝေဇဝါဖြစ်လာသည့်ခဏတွင်မူကိုစကားကိုဖျက်ခဲရသည်ကိုမာများမာခဲ့ပြီလားဟိုတော်ကများရပြန်သည်ဒါပင်မင်းအခုသဘောကိုကြိုင်အသည်ဆုံးအခုစိတ်ဓာတ်ကိုကြိုင်နာလေဆုံးဖြစ်ပေရာအခုဒီဒီနေ့ဖြစ်ကိုခွင်လွန်နိုင်လိမ့်မည်ဟိုသူစိတ်သူတတတွေ့ရပြန်ဒီလိုတွေးမှပဲရင်ထဲကစောင့်တက်လာသည့်အလုံးကကြာသွား၏ အိမ်ရှိတော်မယာမီယာပင်လေးပတင်းပေါင်းမှလည်းတဆန်းဆန်းနဲ့မျောနေရှာသည်ညိုကိုလှမ်းမြည်နေရ၏ညိုအားတကားစီရွေဖွင့်ပွေးလေးသည်မျောလိုက်ရတာကြိုင်ရဲ့အမေညိုက6နိုင်လောက်ပြန်ခဲ့ဆိုတာခုကြိုင်က9နိုင်ခွဲနဲ့ပြန်လာတာလေအိမ်မှာညိုတယောက်တည်းရဲ့တည်ရလားညိုကြည်ရသည်မှာတမူထူးခြားနေမျက်နာလေးဟိုကတမျိုးဖြစ်ပါလေးတွေကနေအောင်တမ်းပြီး မျက်လုံးလေးတွေကလည်းအယောင်တလက်လက်ဖြစ်နေ။ကြိုင်ကအိမ်ထဲဘက်လမ်းကြီးလိုက်။တော်လှပဲသွားလို့လေ။ကံပဲတဲ့ကွယ်။အကျွေးတောင်းကြရှိလို့လေ။အိမ်မှာဘသူမှမရှိတဲ့နေကြမှာပဲ။ဟိုဧည့်သည်ကကြံကြံပပပောက်လာတယ်။တိလား။ညိုကကလထိုင်တလုံးနေဝင်ထိုင်ရင်မြုံမြုံကြီးနေပြောရင်နောက်ပြီ။ညို့ကိုကြည်ရသည်မှာခါတိုင်းနေမတူ။ထဲထဲပြပြအမှုရာလေးတွေပါတွင်နေရ යි ။ ဆိုင်ကညိုစကားကြောင့်လက်ထဲမှာပလတ်စတစ်ရိတ်နှစ်ထီးကိုစပွဲကလေးပေါ်တင်လိုက်ပြီးခံတယ်မသွားသေးပဲအင်ဂျီကျဲတီကိုဖြုတ်ကဘယ်လိုလဲညိုဘယ်လိုလာသွားလဲကိုဆန်းညိုနဲ့မွေးနေ့ပွဲတော်ကပါလာတဲ့ကိုလှဆိုင်ကြီးပေါ့ညိုလေးဓူးတွေကိုတုံးနေတာပဲဘယ်ဟာစပြီးဘလို့ဧကန်ရမှန်းတော့မသိဘူးကြည်စမ်းကိုလှဆိုင်ကြီးရေဒီလိုလာသွားတယ်ဟုတ်လားဆိုင်နိုးနဲ့တော့လမ်းမှာတွေ့လိုက်သေးတယ်ဘာမှမဟုတ်ဘူးဆိုင်မရှိမှန်းသိလို့ညို့စီတူလာတာဖြစ်မှာပဲကြည်စမ်း လဲလိုက်တဲ့လူကြီးဘာတွေပြောသားတယ်လဲကြာရညိုလက်ကိုဖြစ်ရင်ဝန်သားရမင်းမီအမေသူများအောင်မေးတာတဲ့အမိတို့ရောဘယ်ကြောင့်မှသွားတွေ့ပြီးဘာတွေတိုင်ပင်ခဲ့တယ်လဲပြောစမ်းညိုဟာကြိုင်မီးတိမေခုံကိုမဖြေပဲကြိုင်ကိုပြန်၍မေခုံထုံနေပြန်ကြိုင်တို့ဘယ်ကြောင့်မှသွားမတွေ့ခဲ့ပါဘူးကြိုင်စိတ်လေးလာတာနဲ့လမ်းကနေလှည့်ပြန်လာတာတိလားကြိုင်ဟာဟမ်မပြဲအမှန်တိုင်းဖွင့်ပြောဤအမလီမိွှေကြိုင်ရဲ့ရုပ်တိရှိအောင်လဲလှည့်ပါ ရုံးကနေဆင်းသွားတာ၄နိုင်ခုအိမ်ရော၅နိုင်ခွဲမှာပြန်ရောက်လာအဲ့ဒါဘာညင်းချင်သေးတယ်ဟုတ်တယ်ညို့ရဲ့ဂျိုင်တို့ရုံးကနေစုလေပြားကိုချေချင်းရှောင်းနေတာတာဟော်ရှိကြမှာဂျိုင်ဖျားပေါ်သွားချင်တော့တာနေအဲ့ဒီကနေပြန်လာခဲ့တာဖျားပေးပေးကြံပေးပေးပါညို့ရဲ့ဂျိုင်ဟာအိတ်ခံတွင်သောဝေယံခြေလံပြင်းရမှာခတီတီပြန်ပြောရင်ချီစားပြောတော့ချီကြိုက်လို့ပဲဂျိုင်ညို့ဟာထိုင်ရမှထိုင်ရင်ဂျိုင်တကောလုံးကို မယုံတင်ကနှင့်ခြေစုံကောင်းဆုံးခဲခဲပြုံပြုံကြီးပြန်ပြောသည်ထိုစကားကြောင့်ကြိုက်မှခံရခံလာပြန်သည်ဒါတော့မယုံလည်းမတက်နိုင်ဘူးညို့ဒါကိုလှကြိုင်ရဘာလုပ်သွားတယ်လဲဆိုတာကြိုင်ရစိတ်မချတာတိလားကြိုင်ရရှေ့မှအခြေလေးဆောင်ပြီးခံထဲဝင်သွားရင်ညို့ကနောက်မှာထထမ်းကွာလိုက်ခေရပြန်လေသည်စိတ်ချပါအမိအမိမအောင်လက်ဖြားနေအောင်တုံသွားပါဘာပဲမဲစားတော့ပြီးသွားတယ်ရှင်ညို့လည်းမြ мян ပြန်ပါစေတော့လို့ယူထားလိုက်ရတယ် ညိုဝါသူ့ဘော်လင်းကြီးအိတ်ထဲမှာစာရွက်ခောက်ကလေးကိုစိုက်ကလေးပေါ်သို့ပြစ်ချပေးရင်ပြောပြလေသည်။ဟွန်း။အဲ့ဒါကြံ့ရောခောက်ဆွဲဝယ်ကြွေးဖို့တော့ကောင်းတယ်တိလား။ပါပါ။စာပြီးခံရတာနဲ့ကြံ့ရောခောက်ဆွဲဝယ်ကြွေးရမယ်။ကြွေးမယ်စိတ်ချရင်နေ။ကြွေးရမှာပေါ့။ကြံ့ရဝင်းနေပါတီလုံးလုံးညို့သူချစ်သွားတာမဟုတ်လား။ဝင်းနေကုသူလုံးရတာ။အခုဘွားတွေလက်ငင်းချိုးပေးတာညို့ရဲ့တိရလား။ကြံ့ရ ။အပေါ်အင်းကြီးကိုပြာကတိချုပ်ခဲ့ပြီးအင်းကြီးမမလဲနိုင်သေးပဲ။ပေါ်လီဘော်ရင်ခွန်တပတ်ခုကိုဆွဲချုံကညိုစီတော့ခက်မြမြန်ပြန်ရှောင်းလာသည်။ကြည်စံဒါမျိုးများဆိုဝါသနာပါလိုက်တာ။ညိုဟာစိုင်းဖြစ်ကိုကြည့်ရင်တဟင်းဟင်းနေ။ဟာဟာချစ်စရာမောင်ရဲ့ညိုတဲ့။စိုင်းကစာရက်ထဲမှာစာကိုအတန်ထအောင်ဖတ်ရင်ညို့ကိုပြန်ကြည့်နော်ဂုံးတစ်ဖက်ခြုံရက်ကြည့်ဖြင့်ကရင်ပေါ်သို့ပက်လက်လဲချလိုက်က အေးအေးဆေးဆေးစိတ်ပါလပါဖန်နေတော်၏ညောအားကြိုင်ကိုကြည့်ရင်ကြည့်ရင်အလိုလိုကိုလှကြိုင်ရောပေါ်လာကရင်းနေမှာတတိတဲခုံလာလေတော်သည်နှစ်ခုစလုံးရဲ့ပေါ်တွင်ချစ်တုံးမပြန်နိုင်စရာချက်ဟူရဲတကွာမြားရှာမတွေ့ပဲစိတ်ထားမှုမြတ်သောယောက်ျားကောင်းများဖြစ်၍လေကြိုင်နှင့်ညိုကတတိချက်ချာအချင်းယူစဉ်းစားကကြိုင်ကကိုစန်းညွန့်ကိုရွေးချယ်ခဲ့သလိုညိုကလည်း ကိုလာကြရင်ချစ်ကိုလက်ခံခဲ့ခြင်းဖြစ်လေသည်ကိုစန်းညွန်းကဂျိုင်တို့နီတယုံနဲ့တဌာနနဲ့ဖြစ်ပြင်းပဲကိုလာကြရမှုခြားယုံတယုံကဖြစ်လေသည်မိပါမရှိကိုဝါကိုအဖို့တန်အောင်နေရသူများဖြစ်ရဲလဲညူတို့ကအစအစရာရာခက်လွယ်လွယ်မတွေးပဲချင်း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 တန်တိုင်ပင်ပင်ဆုံးဖြတ်ဝေဖန်နိုင်ခဲ့ကြလေသည်ကြိုင်နေနေဟိုစဉ်ကခက်ပေါ်ပေါ်နေခက်ပေါ်ပေါ်ပျော်တတ်သည်ချင်းကပြောင်းသွားသည်တော့ညာလေ ညိုဤဒါမြင့်ဆုံးမမှုများကြောင့်နည်းနည်းတော့လိမ်မာလာပြီဖြစ်လေသည်ဒါပေမဲ့တခါတလေစုလုံးတက်သည့်ဝါသနာလေးကတိုင်တွင်ယူဆွေးနေသည်တိုင်တော့ကိုယ်တနေ့တခြားအားမရတော့ဘူးညိုတနေ့တော့ညနေခင်းထမင်းစပွဲတွင်စိုင်းစင်ပုံစင်ထားရင်းညီလိုက်တော့ကြိုင်စကားကြောင့်ညိုကအံ့ဩသွားရလေသည်ဘာပြောတာလဲကြိုင်ဘာဖြစ်ကြလို့လဲညိုကစားတော်မြေထမင်းလုံးကိုပြီး မစက်တွင်တော့မတွင်နိုင်သေးပဲကြိုင်ကိုလမ်းကြည့်ရင်ပြန်မေးမိအစားအခုကြိုင်တော်တော်ထင်ကြီးမိတယ်ခုတော့သူ့ကိုကြည့်ရင်ကြည့်တော်တော်လျှော်တဲ့အကိုပါကလားဆိုတာကြိုင်တိပြီညကြိုင်တိပြီကြိုင်ကမျက်ရည်ကလေးတလဲလဲနှစ်ပင်စိတ်မကောင်းသည်ဟန်ဖြင့်ပျော်ရှာလေသည်ကြိုင်ကစနေနေ့ကမမညွန်းတို့အိမ်ကိစ္စရှိလို့ဆိုပြီးသွားတာမမညွန်းအိမ်ကိုမဟုတ်ဘူးညကြိုင်ညို့လိန်ခဲ့ပြီးအကိုနဲ့ဘိုင်းစကုတ်သွားတာညရဲ့တိလား ညိုဟာသူဖွင့်ပြောမှပဲတရားလေးဒီကြည်စံကြည်စံကြိုင်မဲရဲတယ်ကွယ်ဘိုင်းစကုပ်ဆိုတာလူကဆုံးပါပြီးတဲ့နိတယောက်မမြင်တယောက်မြင်သွားရင်ကြိုင်တော့ဘလို့ထင်ကြမလဲမရှက်ဘူးလားဟင်ညိုဟာတန်းတော်နေကြိုင်ကိုချင်းရင်ပြောလိုက်မိလေဒီကိုလိုသူလိုလူတွေပြည့်လို့ပါကွယ်ဒါဟာတလောက်ရင်မကြည့်ပါဖဲနဲ့ရင်မကြည့်ရမှလဲကြိုင်ကိုနဲ့ဆိဆက်ပြီးသားလဲမဟုတ်လက်ထက်ပြီးသားလဲမဟုတ်တဲ့လူတယောက်နဲ့ကြိုင်တွဲလျှောက်တာဟောပါဘလောက်အများပြောစရာဖြစ်နေပြီလေနောက်ပြီးတော့ ညို့စကားမဆုံးသေးခင်ပင်ဆိုင်ကလက်ကရေးထားလိုက်တပြီညို့အားစကားကိုရထားလိုက်ရတော့ဒီနောက်ပြီးတော့လေဘာနေထားပါအောင်ဆိုင်ကိစ္စပြောပြစီညို့ရဲ့အရင်နေရာဆိုင်ဆိုင်လေအခုလက်ထပ်ဖို့ကိစ္စဆိုင်ရပဲစပြောခဲ့တယ်ညို့အားမျက်လုံးပြူသွားမိလေဒီဆိုင်တရားလုတ်ချင်ရတယ်လို့ရင်ပြောချင်ရတယ်ပြောနေသေးတယ်ကိုလေညို့အားတွင်းရင်တွင်းရင်ကြောင်လိုက်ကြောင်ညို့ဘလို့ပြောထားတယ်လဲဟင် ဒီကိစ္စအမင်းကလေးအနေနဲ့စပြောလို့မကောင်းဘူးဆိုတာပြောထားရဲ့တားထားရဲ့နဲ့ကြိုင်ဘဲနာရီရှောက်လုံနေတာလေဟွညိုဟာသမင်းပြေမစားနိုင်တော့ပဲလက်စေးပြီးလက်ကိုတုံလိုက်ရလေတော့ဒီဒီလိုပဲသမီးစားပွားနဲ့စားလေးတွေနဲ့ချွဲလိုက်ကြညှို့လိုက်ကြလူချင်းဟိုနေရာသွားချင်းတွေဒီနေရာချင်းတွေလုံနေရမှာလားညိုကြိုင်အကိုပြန်ပြီးချစ်ကြိုက်ချစ်မိကြိုက်မိတာဟာအပြင်းပြင်းကြီးစားထားတာမဟုတ်ပဲကြိုင်ကအစင်မပြေမှုအတွက်ဘွားခီဖို့ရှာရတာမဟုတ်လား ီလိုကြီးသမီးစားပွားနဲ့နေမသွားနိုင်ဘူးစိုက်ဝါကိုစိုက်တန်ဖိုးရှင်အောင်လှုပ်ရအောင်မယ်လေစိုက်ဟာမရှက်မကြောက်ရင်ရဲတာပြန်ပြောနေလေသည်တန်ဖိုးရှင်အောင်လှုပ်ရမယ်ပြောပြီခုစိုက်လှုပ်ခဲ့တာတွေဟာမိမစည်းပြက်နေပြီတည်ရလားစိုက်မအောင်ညိုလက်ထပ်ဖို့ကိစ္စစိုက်အားစပြောတာနဲ့စိုက်မှာတန်ဖိုးမရှိတော့ဘူးလို့ညိုအဆိုချင်တာမဟုတ်လားဒီမှာအကိုကိုကြကြပေါင်းကြည့်လို့အကြောင်းသိခဲ့ပြီကိုလုံးလူစားအချိန်ကဒီကိစ္စဆက်မပြောမချင်းခက်အေးအေးရေးတာကိုပြီးရေးကြီးစောင့်နေမယ်လူစားတိလားညို့ ဒီကိစ္စသူ့စီစဉ်လို့လို့ကြိုင်နှစ်နှစ်လုံးလုံးစောင့်လာခဲ့တယ်။တခွန်းမှဒီကိစ္စမဟုတ်သူမှတော့ကြိုင်ရမယ်စရတာပေါ့။ကြိုင်မှာအကိုနဲ့တတွဲတွဲလုံနေတာတရုံလုံးကလည်းတိကုံကြပြီ။ကြိုင်နာမည်ပြတ်မခံနိုင်ဘူး။ကြိုင်ပေါ်မှာလူလေလှုပ်လိုက်ရင်တော့ကြိုင်ကရှင်းရှင်းပဲဆရာမရအောင်။ကြိုင်ကသမင်းစပွဲတွင်တော့ပွားနေ။ "तू ကဘာပြောတယ်လဲ။ညိုကစကားကိုဖျက်ပြီး तू လိုရာ तू မီလာရိုင်း။လောလောဆယ်တော့ဒီကိစ္စ तू ဘလို့မှမစီစဉ်တတ်သေးဘူး"တဲ့။ သူ့မိန်ရဆုံးသွားတော့သူ့ညီတယောက်ကိုကောလိပ်ပို့ဖို့တောင်းဝင်ဟာသူ့ကောင်းပေါ်ကြနေတယ်တဲ့။နောက်ပြီးဒီနေပြီးဆက်တက်ချင်သေးတော့ငွေရအတော်လုံးနေတော့မို့တိတ်မလို့ကိုစိုက်ဟိုပြောတယ်။သိရလား။ဟုတ်မှာပေါ့ကွယ်။သူ့ဘက်ကလည်းသူ့ကိစ္စနဲ့သူရှိရှာမှာပေါ့ကြာရင်။ကိုစန်းညောင်ကလူတီလူဖြောင်းတယောက်ပါကွယ်။နေပါဦး။စိုက်ရရော။ဘာလို့ဒီကိစ္စကိုလုံးနေရတာလဲ။ညိုဟာစိုက်ဟိုမယုံသင်ကားတယ်လို့မျက်လုံးပြင်းကြည့်ရင်ထမေးလိုက်။မလို့လို့မဖြစ်ဘူးညို။ ။ "तू आ तू ई जा" ဆိုပြီးဟိုခေါ်ဒီခေါ်တွဲချင်သေးတာ။မလိုက်တော့ तू आ တမျိုးထင်းတယ်။သူ့လိုလိုက်ပြီး तू အကြိုက်လိုက်ပြန်တော့ပတ်ဝန်းကျင်ကကဲ့ရဲ့ပြန်တယ်။ဒီတော့မြန်မြန်လက်ထက်ထားလိုက်တော့ကို့အတွက်စိတ်ချရတာပေါ့။ခိုခေကတမီးဤစားကြကြလုံးနေလို့ကောင်းတာမဟုတ်ဘူး။ဒါတွေကိုကြိုင်ဝအဆလုပ်ထားတာကိုညိုတော့တော့ဖဲခေါ်ခေါ်မလိုက်ဘူး။ခေါ်တာမလိုက်လို့မကြိုက်တော့ဘူးဆိုရင်လေညိုကတော့အေးအေးပါပဲ။ညိုကလူအေးနှင်းတွေ့ထားသူပြီးပြီးခံမမော့ပဲပြောလိုက်ဟုတ်ပြီ။ မျိုးလူကိုလှဆိုင်ရတော့မျိုးနှင်းတနည်းလုံးလုံးသမီးစားဖြစ်နေခဲ့ကြသည့်တိုင်အောင်ဘသူမှမယိမ်မိခဲ့ကြပြီအိန္ဒိယကဟန်ဆောင်ကောင်းလာတော့သူတို့နှစ်ယောက်စလုံးရဲ့တွင်ရဲကိုကိုစန်းညွန့်နှင်းကြိုင်မှလဲပြီးအိမ်ကတော်တော်လှပင်မတီးသေးပြီဟုတ်တယ်ကြိုင်ကိုကလည်းလျှော်တယ်အစာကိုလှကြိုင်ကိုကြိုင်လိုက်ရကောင်းတာလဲမလားညို့ကိုနဲ့ကိုလှကြိုင်လဲရအောင် စိတ်ညစ်နေသည့်ကြားမှာဆိုင်ကဝါသနာမပြောက်သေးပဲရှင်နိုင်သေးသည်ကိုညိုကကြည့်ပြီးအော်ရပြန်သည်။ဆိုင်စကားပြောတာတိတ်ဖို့ရွှွှွှွနိုင်တာပဲ။ကိုစန်းညွန်ကြီးနဲ့တွေ့ရင်လည်းဒီလိုပဲနောက်တက်တော့ပြောတယ်ထင်ပါရဲ့။ဒါကြောင့်သူ့ကိုဟိုကကြောက်နေပြီလားမှမသိဘူး။ညိုကသူ့တွေ့ရောဖွင့်ပြောလိုက်။အမေအစာအချိန်ဒီလိုပဲပြောတတ်ဆိုတတ်တယ်ဆိုတာသူမသိပဲနေပါမလား။ခုခါမှရိုးများချီးခါလုံလိုက်ရင်တော့ဆိုင်ကတိမခံနိုင်ဘူး။ သူ့တက်ကိုလေစီစီမမောက်ကြည့်အောင်ခြေပြီးမှကြိုင်ကုန်ကြိုင်တက်သေးပြလိုက်ကြိုင်စိတ်ကမရအောင်ကြိုင်ပေါ်မှာသစ္စာဖောက်ရင်တော့ဒီတလန်းပဲရှိတာပဲကြိုင်ကထမင်းစပွဲမှစိတ်ဆူဆူနေထားသွားရင်ညိုကကြိုင်တဆုတ်ထိုးဝါရကိုကြောချမ်းချမ်းတက်ပြင်းလေးပါချလိုက်ပြီးတော့ညိုကရေးပေါ်သူကိစ္စကိုဘာကဆိုင်ရင်ဖွင့်ပြောရမှန်းမသိအောင်ပင်ဖြစ်နေရပေသည်ထို့တက်ပြင်း ကျိုင်းနှီးကိုစမ်းညွန်းတော့တဦးနှစ်တဦးကတောက်ကစားဖြစ်နေကြသည့်အချိန်တွင်ပိုရဲပဲမပြောချင်အောင်ဖြစ်မိလေသည်ဒါပေမဲ့ညို့ဖို့ကျိုင်းကလွဲ၍တူတူဖို့တိုင်ပင်စရာအဘယ်သူများရှိပါသေးသနည်းကျိုင်းညို့ဟာအိခရေကပြောရန်ကြံထားသောကိစ္စကိုတညာလုံးလဲမပြောပြင်းတနနက်လုံးလဲကားပေါ်မှာရောအိမ်မှာရောမပြောပြင်း ယုံရွေလူချင်းခွဲခန်းဒီလေကားရင်ကြားမှာပဲပြင်းပြင်းထုံလိုက်ရတော့ဒီညို့တော့ရှီလာ23ရက်နေ့ရုံးမှာလက်ထပ်ဖို့တေးချသွားပြီကြိုင်။ညတည်းကပြောဖို့ဟာညို့ပြုံးထွက်လို့ကြိုင်ရင်စိုင်းမျက်နှာလေးမှာရုတ်ချင်းညို့ကြသွားလေဒီဒါကိုကြည့်ပြီးညို့ကစိတ်ချမ်းသာဖြစ်သွားရဲ့ဒီနေ့လိုတဲ့ပစ္စည်းလေးဝယ်ဖို့ချန်ဖို့အတွက်သူနေ့လည်းလာခေါ်လိုက်မယ်။ကြိုင်လဲလိုက်ခင်နော်ညို့တယောက်တည်းမလိုက်သွားခြင်းဘူး။ညို့ဟာ ကျိုင်းပခုံးကလေးကိုဆုပ်ပြီးမချီပြောင်းလေးနှင်းပြော၏။ကျိုင်းကစိတ်ထဲတွင်ဝမ်းသာရမည်စာငိုချင်လိုက်။ညိုတိသွားမည်ကိုလည်းဆို၏။သို့ကြောင့်လည်းမနေဟန်ဆောင်ထားရ၏။လိုက်ပါမယ်ညိုရဲ့။မဲချင်းများကြိတ်ပြီးကြံလိုက်ကြတယ်တော့မတိလိုက်ရ။ညိုတို့ကအဲ့ဒီလောက်စိတ်ချရတာ။ကျိုင်းက "तू မတိရကောင်းလား"ဟိုအပြစ်တင်လိုက်မိ။ညိုလည်းမတိဘူးကွ။တနေ့ကမှသူ့စီအားစားတယ်မှာ။ဒီကိစ္စအားလုံးစီစဉ်ထားကြောင်းနဲ့ သူစုထားတဲ့ငွေ3000ကျော်ရှိတဲ့အကြောင်းမြို့သဘောအတိုင်းကြီးကြီးကျယ်ကျယ်လှုပ်ချင်ရင်လည်းသူတက်နိုင်သလားဆောင်ရွက်ပေးမယ်ဆိုတာရယ်မြို့သဘောကြဖြစ်စေရမယ်ဆိုတာဒီပါလာတယ်ညိုကတော့ရှိရှိဝဝေးတွေမကြိုက်ပါဘူးဒါကြောင့်ရုံးမှပဲလက်ထပ်ဖို့စိတ်ကူးထားပြီးပြီညိုတို့တော့တိတ်ကန်ကောင်းတာပဲကွယ်ကြိုင်ရလှေကထစ်များကိုမလန်းချင်းလန်းချင်းနေတလန်းချင်းလန်းတက်ရင်ကမောပန်းစာဖြင့်ပြောလိုက်ညိုဟာ တိုင်းစကားကြောင့်စိတ်မချမ်းသာဖြစ်သွားရလေသည်။နောက်တော့တထက်ပြီးတထက်တက်လာခဲ့ကြသည်ရဲ့တီတရားကိုတရားစကားခွန်များမပြောနိုင်ကြတော့ပဲကို့အတွင်းနဲ့ကိုရှိလာကြလေသည်။စပွဲတွေဝင်တာထိုင်လိုက်ပြီးလက်မှတ်သားထိုးလိုက်ရသည်။တိုင်းကပါစိုးပါများမမြင်ရ။ခေါင်းထဲတွေမူဝေနောက်ကြည်လာလေသည်။ကိုဖြစ်ကိုရှက်လဲရှက်လိုက်။ပါရကူမြရေရေဝုံဝုံပြပြတသားမရှိတော့သူချစ်သူကိုလည်း အာမလိုအာမရဖြစ်လာသည်ဆိုင်တို့လိုမင်းကလေးတို့တရားဖို့ချစ်သူရှာခြင်း ဆိုဒီမာလေးစိတ်ကိုရင်နေစရာမဟုတ်တော့လို့ဖြစ်ကြောင်းဆိုင်ကိုဒီတည်တံကောင်းလာပါပေသည်တကယ်တော့ဆိုင်နေနေလေဆိုင်ကိုဆိုင်ဈေးဖြတ်သည့်ကိစ္စများကပါဝင်နေလေသည်တချို့ယောက်ျားများကခုချစ်သူ ကိုရီးစားသည်ဘလို့အစားလေခေါ်တိုင်းလိုက်သလားဟူသည်ပြဿနာကို ချီဦးစွာခဲစံတက်သည်ကိုကြိုင်တယောက်ကမရင်မိခဲ့ရှာရတော့အမှန်ပင်ဖြစ်ပေသည်ချစ်လုံးရဲ့ကြိုင်ဘွားခီးပေါ်ဖြင့်တထေချာဤစုပေးဖြစ်၍ချစ်သူကိုလိုလိုက်ကြိုက်ဆောင်ခဲမိတော့ကြိုင်ရဖို့ခုတော့ပြက်ပြက်နေနှခေါင်းသွေးထွက်ရခြင်းလည်းဖြစ်ခဲလေသည် ကိုစန်းညုံကကြိုင်ကိုမြုံမြုံဆန်းခဲကြိုင်ကယူယူမမိုင်းနေအကူအကြိုက်အလုံးလိုက်ခဲဒီနောက်တော့အကူကကြိုင်ကိုစင်စားလာလေတော့သည် ညိုနှင်းရှင်လေးကွာလေးဖြစ်နေတော့ကြိုင်ကိုအကိုကဇဝေဇဝါဖြစ်လိုက်ဤအားများလာလေသည်ဒါဝအကြိုင်ကမခံချင်ဆုံးဖြစ်ခဲ့ရသည်တယောက်ဆိုတယောက်အသေးလောက်ချစ်ခဲ့ပါလေမိမိအပေါ်တွင်အေးဆက်ဆက်ထားရမှုကိုပဲကြိုင်ကတဲ့နိုင်နှုတ်စလုံးပြည့်လုံးဝခင်ရှင်ပါလေတဝူဖို့တူအကယ်ဆန်းမှုသည်ယခုတော့ကြိုင်အတွင်းအခက်ကြုံကြာဖြစ်လာသည်လက်ထပ်ဖို့ဆိုတာလွှဲပါနေကြိုင် ခတ်တာတယောက်နဲ့တယောက်စိတ်ချလက်ချချစ်နိုင်ဖို့အရေးကြီးတာပါအခုကြရင်ကိုယ်ကိုရွေးတိုက်ပြီးလုံနေတာတွေဟာအကိုတို့အိမ်ထောင်ရေးမှာတနေ့နေ့ဒုက္ခပေးလာမယ်အကြီးဆုံးညံသူမို့စိတ်သွားတိုင်းကိုပါတတ်တဲ့စိုက်စိတ်ကိုစိုင်းနိုင်အောင်ထိန်းစေခြင်းနဲ့အကိုချစ်လွန်လွန်နောက်ဆုံးသတိပေးခြင်းပါစိတ်ပေါပေါနှင်းအကိုနေကတောက်ကဆက်ဖြစ်ပြေးတဲ့ဟာအကိုကိုရွေးတိုက်ပြီးကိုများမောင်မြင်အကိုမြင်အောင်တွေ့ပြလိုက်မိတော့ကြိုင်ပြစ်ကိုကြိုင်ကလုံးဝမငြိမ်းစားမိသေးပဲ အခုဟိုသာတဝင်းကြောင်တော့သူဟိုဆွဆွဲလိုက်ပြီးပြန်အခုထမစာကိုဆိုင်ကနှခါပြန်ဖက်ပြီးနောက်စီစီမုံမုံချိန်မသွားဆုတ်ချပြီးချင်းနယ်လွန်ပြေးလိုက်နှကန်းကိုတင်းကျပ်စွာကိုင်းကတပြင်းကိုဟင်းခနဲမုတ်ထုံလိုက်စလုံးတက်သည့်ညံကလေးကတော့ကြိုက်မှာမိထဲကပါလာတော့ကလေးမဖြစ်လေသည်သူစိတ်ကိုယ်သူနောက်ဆုံးတိကျစွာဆုံးဖြတ်လိုက်နောက် ူကအမေပြုံတယောက်တည်းပြုံလိုက်လေသည်။ကြိုင်တရကိုစန်းညွန့်ပေါ်တွင်ဘလို့သဘောပေါက်သွားပြီ။ပါရီရှောက်လို့တော်မီဆိုတာကိုဖြင့်ကြိုင်မှလွယ်ပြီးဘသူမှမတီနိုင်တော့ပါတကား။ဟောကြိုင်အမိုင်မကလေးကြိုင် 1961အောက်တိုဘာညဝတီအဆုံးထိနာဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမရွှေတုတ်ပါ